ခင်ဗျာဒီနေ့မှတော့ကျွန်တော်တို့တောင်သူဦးကြီးတွေပေါ့နော်ဒီတိနာထွန်းလုံးရဖို့ဆိုပြီးတော့ကျွန်တော်တို့စက်မျိုးတွေပေါ့နော်အရွှေချက်အုံပြူလာကြတာပေါ့နော်ဒီနေရာမှာဆိုရင်ဇာမျိုးတွေရှိတယ်ကျွန်တော်တို့ပြောင်းမျိုးတွေရှိတယ်တခြားဟင်းသင်းဟင်းမျိုးတွေရှိတယ်ဒါတွေကိုကျွန်တော်တို့ထွန်းလုံးရဖို့အကြီးသွေးကောင်းမှုဆိုတဲ့ရွှေချက်တွေနဲ့ကျွန်တော်တို့ဒါစက်မျိုးတွေကိုကျွန်တော်စက်မျိုးထုတ်လို့အသုံးပြူလာတာတော့ဒါတွေ့ရှိရတယ်ပေါ့နော်တောင်သူတွေအများစုကဒီနေရာမှာကျွန်တော်တို့စက်မျိုးနဲ့ကျွန်တော်တို့မျိုးဖလားစိုက်လေးစိုက်ထားရှိတဲ့ဒေတာမျိုးနဲ့ကွာချက်ချက်တွေအဲအားလုံးအားသက်ချက်တွေရှိပါတယ်ခင်ဗျ ဒါကိုကျွန်တော်တို့ဒီတောင်သူကြီးတွေပေါ့နော်ဘူဒ္ဓဒါပြေကျွန်တော်တို့မျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျဒီနေရာမှာကျွန်တော်ပြောပြလိုတာက ဒီအန်လက်အားတကြတည်းရှိပါလေကျွန်တော်အချက်6ချက်နဲ့ကျွန်တော်တို့အနိုင်ရှင်သွားမှာဖြစ်ပါလေခင်ဗျလမ္မလေးကသူ့ရဲ့မူလစစ်မြစ်ပေါ့နော်ကျွန်တော်တို့ဆက်မျိုးမှာဆိုရင်ကျွန်တော်တို့မတူတဲ့မိဘတွေကနေပြီးတော့ကောင်းမွန်တဲ့ကိုလိုချင်တဲ့အရင်ချင်းကောင်းလက္ခဏာလေးကိုကျွန်တော်တို့ထုတ်နှုတ်ပြီးတော့ကျွန်တော်တို့အမျိုးဆက်ထားတာဖြစ်ပါလေဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီယောဂခံနိုင်မှုပြီးရင်အထွတ်နှုန်းမြင့်မားမှုနဲ့အရည်စူးကောင်းမွန်မှုဆိုတဲ့လက္ခဏာလေးကျွန်တော်တို့ပါဝင်တာဖြစ်ပါလေခင်ဗျဒီနေရာမှာကျွန်တော်တို့ဒေသမျိုးကကျွန်တော်ပေါ့ဆိုဒေသမှာပေါ့မျိုးဖလားအဲစိုက်တယ်ပြီးရင်တဘောအနီးအဖြစ်ကျွန်တော်တို့ တဝါလျားကြီးကနေပြီးတော့ကျွန်တော်တို့ဒေတာရည်မီရာသီဥတုနဲ့ကိုက်ညီတဲ့မျိုးတွေကိုကျွန်တော်တို့ဒါရှင်သန်ပေါ်ထုံးစေတာ ဖြစ်ပါတယ်ခင်ဗျနံပါတ်1ချက်ကတော့ကျွန်တော်တို့မျိုးဗီဇာရာကြည့်မယ်ဆိုရင်မတူတဲ့ကျွန်တော်တို့မိဘနေရာနဲ့ကောင်းမွန်တဲ့ဤချင်းကောင်းလက္ခဏာတွေကနေပြီးတော့ကျွန်တော်တို့မျိုးဆက်ထားတာပါအဲ့လိုမျိုးဆက်တဲ့ချိန်မှာဆိုရင်ကျွန်တော်တို့မိဘတစ်ခုချင်းစီကနေပြီးတော့ပါဝင်တဲ့ကိုလိုချင်းတဲ့ဝိသေသလက္ခဏာရက်တွေပါတဲ့ကောင်းမွန်တဲ့လက္ခဏာတွေကိုကျွန်တော်တို့မျိုးဆက်ထုတ်လုပ်ပြီးတော့မျိုးဆက်ခြင်းအဖြစ်ကျွန်တော်တို့ရရှိလာတာဖြစ်ပါတယ်ခင်ဗျ ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒေတာမျိုးမှာကျတော့တဘာလဲရဲ့ရွေးချယ်ထုတ်လုပ်ပြီးတော့ဒါဖြစ်တည်နေရပါတော့အမျိုးဗီဇာအဖြစ်သူကတည်ငြိမ်တယ်လို့ပြောလို့ရတယ်ပြီးရင်ဒေတာပေါင်းခြင်းရာသီလုံးနဲ့ license ကြီးတွေဖြစ်နိုင်တာပေါ့နော်ဟုတ်ပြီနံပါတ်3အချက်ကတော့ရုပ်ပိုင်းဆိုင်ရာအနေထိုင်ရင်နှိုင်းရှိကြည့်မယ်ဆိုရင်ဆက်မျိုးမှာဆိုရင်တော့သူ့ရဲ့ music ပုံစံအယောင်ပြီးရင်အစိအရွယ်စားလေးချိန်စသဖြင့်ပေါ့နော်ချက်တရားအားလုံးတူညီတာပေါ့နော်အပင်ရဲ့နှိမ့်တာမြင့်တာအရွက်အနေထားစသဖြင့်ဒီချက်တွေအားလုံးကကျွန်တော်တို့အားလုံးတူညီတာဖြစ်ပါတယ် ဒါပေမဲ့ဒီနေရာမှာဒေတာမျိုးကတော့ကျွန်တော်တို့အမျိုးမျိုးအပြားပြားဖြစ်နေတာပေါ့နော်အပင်ပူတဲ့ဟာလေးကပူရှည်တဲ့ဟာလေးရှည်မျိုးစစ်ဆိုလဲပိန်တဲ့ဟာပိန်ဖောင်းတဲ့ဟာပေါင်းရှည်တဲ့ဟာစသဖြင့်ပေါ့နော်ဒါဤချင်းလက္ခဏာတွေကဒေတာရဲ့အခြေအနေပေါ်မူတည်ပြီးတော့အမျိုးမျိုးအမျိုးမျိုးအဖော်ပုံကွဲပြားနေတာပေါ့နော်ဘာကြောင့်ဒီလိုကွဲပြားလဲဆိုတော့ကျွန်တော်ဒေတာပေါင်းခြင်းရဲ့အခြေအနေပေါ်မူတည်ပြီးတော့သူ့ရဲ့မျိုးကလိုင်ရောင်းကြီးတွေဖြစ်အောင်တော်လည်းရပြုတ်လုပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒါအမျိုးမျိုးအပြားပြားကျွန်တော်တို့ ကွက်ပြားနေခြင်းဖြစ်ပါတယ်ခင်ဗျာနံပါတ်၄အချက်ကတော့ဒိုင်ရောညူတွေဖြစ်မှုပေါ့နော်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ရဲ့ဆက်မျိုးဟာဆိုရင်တိကျတဲ့ဒေတာပေါင်းခြင်းတစ်ခုကိုရည်ညွှန်းပြီးတော့ကျွန်တော်မျိုးဆက်ထုတ်လုပ်ထားဖြစ်တဲ့အတွက်ကျွန်တော်တို့နေရာဒေတာအမျိုးမျိုးနဲ့သူကဟန်ချက်မညီနိုင်ဘူးပေါ့နော်ဒိုင်ရောညူတွေမဖြစ်နိုင်ဘူးအဲသူ့မှာကျွန်တော်တို့စိုက်ပြတဲ့အခါမှာဆိုရင်အဲဒေတာရည်မြေရာသီဥတုတွေကန့်သက်ချက်တွေရှိတာပေါ့နော်ဒီချက်တွေတော့ဒါရှိပါတယ်ခင်ဗျာအဲဒီနေရာမှာကျွန်တော်တို့ဒေတာမျိုးကကျတော့ဒေတာပေါင်းခြင်းရာသီဥတုနဲ့ကျွန်တော်လိုင်လင်းညူတွေဖြစ်အောင်ကျွန်တော်တို့ဒါလှုပ်ဆောင်နိုင်စွမ်းရှိတာဖြစ်ပါတယ်ခင်ဗျာ ဒါကြောင့်ဒီနေရာမှာထပ်တော့ပြောချင်တာစံမျိုးအားလုံးကတော့ကောင်းတယ်ပါတော့သို့တော့မိမိရဲ့ဒေတာပေါင်းကြီးရာစုနဲ့ကိုက်ညီလားမကိုက်ညီလားဆိုတဲ့အချက်တွေပေါ်မူတည်ပြီးတော့စံမျိုးပြောင်းပြောင်းချင်းတူတူအောင်ကျွန်တော်ရွေးချယ်တဲ့မျိုးတွေမတူတာဒါကြောင့်ဖြစ်ပါတယ်ခင်ဗျာနံပါတ်5အချက်ကတော့ကျွန်တော်တို့ရဲ့ဒီ music ထုတ်လုပ်နိုင်တဲ့အနေအထားကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့စံမျိုးမှာဆိုရင်မိခင်နဲ့တူတဲ့အပင်တွေကမထုတ်နိုင်ဘူးပေါ့နော် ဒါကြောင့်ကျွန်တော်တို့ကနောက်ရသည်မှာပြန်ဆိုင်မယ်ဆိုရင်ကျွန်တော်တို့ဆက်မျိုးကိုကျွန်တော်မျိုးခန့်ပြီးတော့စိုက်ပျိုးလို့မရပါဘူးခင်ဗျ။ဒီနေရာမှာဒေတာမျိုးကကျွန်တော်မိခင်နဲ့တူတဲ့အပင်တွေအဲထုတ်လုပ်နိုင်တယ်။အဲပြီးရင်တခြားမတူတဲ့အပင်တွေလည်းပါလာတာပေါ့။တိုးတော့ကျွန်တော်တို့တောင်တီးကကိုမျိုးကိုထားစနစ်နဲ့တခြားလေးရွေးချယ်ပြီးတော့အော်စိုက်မယ်ဆိုရင်တော့နှစ်တိုင်းနှစ်တိုင်းကျွန်တော်တို့မျိုးခန့်ပြီးစိုက်လို့ရတဲ့အနေအထားဖြစ်ပါတယ်ခင်ဗျ။နောက်ဆုံးနံပါတ်6ချက်ကကုန်ကြစေပေါ့နော်ဆက်မျိုးတစ်ခုပေါ်ထုံးဖို့ဆိုရင်ဒါမျိုးပြပြပညာရှင်တွေကတခြားလေးရွေးချယ်ထုတ်လုပ်ပြီးတော့ မြစ်ဆက်တာဖြစ်တဲ့အတွက်ကုန်ကြစည်အားဖြင့်လည်းများတယ်ပြီးရင်ကျွန်တော်တို့စစ်နှစ်တိုင်းပေါ့နော်ရာသီတိုင်းရာသီတိုင်းကျွန်တော်တို့စိုက်ဖို့ဆိုရင်ဆက်မျိုးမှာဆိုနှစ်တိုင်းနှစ်တိုင်းမျိုးဝယ်ရတဲ့ကုန်ကြစည်ရှိပါတယ်ခင်ဗျဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒေတာမျိုးကကျွန်တော်အဲ့လိုမဟုတ်ဘူးကိုမျိုးကိုထားစနစ်နဲ့အမှကျွန်တော်တို့ပြန်လည်ဆက်ပြုတ်လို့ရတာဖြစ်ပါတယ်ဥပမာအဖြစ်ပြောမယ်ဆိုရင်တပားဆိုရင်ကျွန်တော်တို့ခေါင်းလံရွေးချယ်ပြီးတော့ ဆိုက်ပြုတ်လို့ရတာဟာမျိုးပေါ့နော်ပြောင်းမှုဆိုလဲကျွန်တော်တို့ကိုယ်ရဲ့စိတ်ကြိုက်ဂွေးချယ်ပြီးတော့ကျွန်တော်တို့တခြားထုံးလို့ပြီးတော့အာပြန်လဲဆိုက်ပြူနိုင်တဲ့အနေထားရှိပါခင်ဗျာဒါကြောင့်ကျွန်တော်တို့ကိုမျိုးကိုထားစနဲ့ဆိုက်ပြူနိုင်တာဖြစ်တယ်ကိုညာစိအဖြစ်တာတတ်တာလေလို့ကျွန်တော်တို့ပြောလို့ရပါတယ်ခင်ဗျာဟုတ်ပြီအခုကျွန်တော်နိုင်ရှင်သွားတဲ့အချက်၆ချက်ရှိရပါဒီအချက်၆ချက်မှာဆိုရင်ဒီကုန်းကြောင့်အပြေပြန်ပြီး နေကုန်းချုပ်ယူမယ်ဆိုရင်ကျွန်တော်တို့ရဲ့တောင်စုတွေပေါ့နော်ဆက်မျိုးကိုရွေးချယ်ဆိုင်မလားဒေတာမျိုးကိုဆိုင်မလားဆိုတာကတော့ကျွန်တော်တို့အခုကျွန်တော်တို့အားနာချအသက်ချက်တွေလည်းသိရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်ဆက်မျိုးကိုဆိုင်မလားဒေတာမျိုးကိုဆိုင်မလားဆိုတဲ့ရွေးချယ်မှုကတော့တောင်စုတွေရဲ့လိုအပ်ချက်တွေပေါ့နော်။ကိုကမှထွန်းလုံးများများရချင်လားအယူသွေးပူပူကောင်းမွန်ချင်လားတို့မို့မိမိတည်းရဲ့ပေါင်းခြင်းရည်မြရာသီလူနဲ့ကန့်ညီဟန်ချက်ညီတော့ အအနေတိုင်းမျိုးရှိရလားဗောနော်ကိုရွေးချယ်တဲ့ဆက်မျိုးဟာဆိုလေဂျာကိုလည်းပဲကျွန်တော်ထည့်သွင်းစဉ်းစားဖို့လိုတာဖြစ်ပါလေအတချို့ကြတော့ကျွန်တော်တို့ဆက်မျိုးချင်းအတူတူတောင်ဥပမာဆိုကြပါစို့ပြောင်းဆက်မျိုးချင်းအတူတူကိုယ့်ရဲ့ယီမီဒီဇိုင်းနဲ့ကြိုက်တဲ့မျိုးကိုရွေးချယ်ပြီးစိုက်မှကျွန်တော်တို့မြန်မန်းတဲ့အထွန်လုံးကောင်းကောင်းကိုရရှိမှဖြစ်ပါလေဆက်မျိုးတိုင်းဒီပေါင်းချင်းယီမီဒီဇိုင်းအားလုံးနဲ့ကျွန်တော်အဆင်ပြေညီညွတ်တာမဟုတ်ပါဘူးဒါကိုလည်းပဲကျွန်တော်တို့တောင်းဆိုဦးဒီအဲတတိချမ်းမဲ့အချက်တစ်ခုဖြစ်ပါလေခင်ဗျနောက်တစ်ခုတတိထားမှာကျွန်တော်တို့ရဲ့ဆက်မျိုးဟာဆိုရင်ဓာတုတက်မျိုးဆိုတာတုံ့ပြန်မှုပိုကောင်းတာပါနော် ဆိုလိုတာကကျွန်တော်တို့စံပြောကမျိုးစားမကျွေးရင်မထွက်ပါဘူးတီးသားသားကိုမထွက်ပါဘူးဒီချက်လည်းရှိပါလေဒီနေရာမှာကျွန်တော်တို့ရဲ့ဒေတာမျိုးကတော့ဒါလူတက်မြို့ဩဇာကိုတုံ့ပြန်မှုရှိတယ်ဆိုပေမဲ့စက်မျိုးတော့တော့မစိုးဘူးပေါ့နော် Python နဲ့ဟာလေးကျွေးတယ်ဆိုရင်အလိုက်နာတစ်ခုလေးထွက်နိုင်တာဖြစ်ပါတယ်အဲဒါကြောင့်စက်မျိုးဟာဆိုရင်မကျွေးရင်မထွက်ပါဘူးကျွန်တော်ဒါလူတက်မြို့ဩဇာကိုတုံ့ပြန်မှုကောင်းတယ်ဒီချက်ကိုလည်းကျွန်တော်တို့ရဲ့တောင်သူတွေအဲတတိထားစေချင်ပါတယ်ခင်ဗျ ဒါကြောင့်ကျွန်တော်တို့ကဆက်မျိုးစိုက်ပြီးရင်တော့ကျွန်တော်တို့ဓာတုဓမြောစာကိုတခြားကျွေးမှရပါတယ်တခြားကျွေးမှလည်းကျွန်တော်တို့လိုချင်တဲ့အထွန်းလုံးကိုရရှိမှဖြစ်ပါတယ်ခင်ဗျဒါကြောင့်ကျွန်တော်တို့ဆက်မျိုးဝက်ဆိုက်ဒေတာမျိုးဝက်ဆိုက်ကျွန်တော်တို့ရဲ့ အဲရည်ရွယ်ချက်တွေမျှော်မှန်းချက်တွေလူလားချက်တွေအချိန်အချိန်ကြီးဒါတွေကိုကျွန်တော်ထပ်သွင်းစဉ်းစားပြီးတော့စာပြထုတ်လို့မယ်ဆိုရင်ကျွန်တော်တို့ရွေးချယ်စာပြထုတ်လို့မှုဟာဆိုရင်အဓိကတော့စီးပွားရေးအရတွက်ချေကြိုက်နေဖို့လိုတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တောင်သူကြီးတွေအဲတခြားလေးရွေးချယ်စာပြထုတ်လို့နိုင်ကြပါစေလို့ကျွန်တော်တို့အကြံပြုတိုက်တွန်းအပ်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်